ိတ်ဆိုးတယ်တော့ထထွက်တယ်မကျေနပ်ဘူးဘာဖြစ်လို့ဆိုတော့အမားဆိုတာအမားချိတ်မြန်မာလူမျိုးရဲ့ချိတ်မြန်မာလူမျိုးရဲ့ချိတ်ဒီဇိုင်းချိတ်လိုင်းဆိုတာကဟိုးဘရင်ရှစ်ခေလက်ထက်ကတည်းကဒါမင်းနေမိဘရားတွေဝတ်ထက်ကတည်းကအခုလက်ရှိဒီ 21st century အခု2023ထိထားမှာချိတ်ဒီဇိုင်းတွေမပြောက်ပြဲသွားဘူးပေါ့နော်ဒီပေါ်မှာအဲ့လိုမျိုးကြီးဟိုတရားရခိုင်နှုံးတော့ကျွန်တော်ခဏပြောခဲ့တဲ့တွေ့ white တာမှမဟုတ်ဘူးတရားရခိုင်နှုံး copy ပေါ့ ဒီလိုတရားကနော copy ကိုတို့ယူတဲ့အပေါ်မှာကျွန်တော်နေနေကပြောမှန်းဆိုလို့ရှင်ပေါ့ဒေါနာထွက်တာပဲပေါ့နော်ကြာကြာလေးဝတိုက်ပုံထုတ်ဖြစ်ရတာကြတော့ကျွန်တော်အနေနဲ့ကနောက်ပိုင်းဒီလူငယ်တွေအနေနဲ့ကဒီလေဆာတွေချက်ကတ်တွေဝတ်လာတဲ့နေရာမှာတိုက်ပုံကိုအစားထိုးချင်တာလေပေါ့နော်တိုက်ပုံလေးထိုးလိုက်မှဆိုလို့ရှိရင်ဘယ်လိုလေး fashion ကြမလဲပေါ့ ဘယ်လိုလေးဝတ်တဲ့ခါမှာဘယ်လိုလေးအဆင်ပြေမလဲပေါ့အဲအဲ့နေမှာကျွန်တော်အနေနဲ့ကဘာမှမှုလည်းမပြရအောင်လို့ခါကြတော့တိုက်ပုံကိုဂျက်ကတ်အနေနဲ့ကျွန်တော်တို့ထုတ်ပြခဲ့တယ်ပေါ့နော်ဟိုက်ပေါ့နော်တိုက်ခိုင်းဆိုတာထက်ကကြတော့ဘယ်လိုပြောရမလဲအဟိုပေါ့ဒီတိုက်ပုံထုတ်လုပ်တဲ့အပေါ်မှာကျွန်တော်ကိုတိုက်ရိုက်မဟုတ်ပေမယ့်တွေ့ဝိုက်တဲ့နီလန်းနေနဲ့ဒါပြောမှဆိုစာမျိုးပြောဆိုတာရှိတယ်နောက်ဆုံးထိတောင်မှဘယ်လိုဖြစ်လဲဆိုတော့ဒီအလုပ်ကိုလုပ်နေတာမှထမင်းစာလို့မရအောင်လုပ်ပြမယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော် ဆိုတဲ့အခါကျတော့ဒီပုံမှန်ကျွန်တော်နေပါမှာတော့ပြောပါပြောတော့မပြောချင်ဘူးပေါ့နော်အဲကျွန်တော်ကပုံမှန်ဆိုလို့ရှိရင်ဒါဒီလိုမျိုး case တွေမှာအရေးကြီးခွင့်ပြေပြီးပြောရတဲ့အမှာတော့မပါအဲ့လိုပြောခံတာတခုပဲစိတ်တော့မကောင်းဘူး စိတ်မကောင်းတာစိတ်မကောင်းတာကိုကကြတော့တကယ်တမ်းပြောမှန်ဆိုလို့ရှင်ဒီတိုက်ပုံကိုဒါဟလာလူလိုင်းဝေးရအောင်ရဲပြီးတော့ပြောမှန်ဆိုလို့ရှင်ဒီလူတွေဝတ်တဲ့ပုံမှာကျွန်တော်အနေနဲ့ကျွန်တော်တက်ခွန်တွေဝတ်တာကိုပဲကျွန်တော် feeling မျိုးရခြင်းတာပေါ့အဲ့လိုမျိုးတက်ခတ်ခံတဲ့ပုံမှာအဲ့တက်ခတ်တဲ့လူတွေရလဲပြောမှန်ဆိုအမိုင်အပြင်းအထန်လူမဟုတ်ဘူးကိုယ့်ရဲ့ designer fee အထဲကလူတွေပဲကိုယ်ပြန်ပြီးတက်ခိုက်ကြတာပြီးခဲ့တာပေါ့အမိုင်ပြောမှန်ဆိုလို့ရှင်နောက်ဆုံးထိတိုင်အောင်မှာကျွန်တော်ကိုဘယ်လိုပြောရမလဲ ဟိုပွဲလုပ်တဲ့နေရာဒီမှာမှာဟလာခုလိုမီဒီယာတွေနဲ့သူခက်ခဲတာကြီးကြီးလုပ်ပေးတယ်ဆိုကြတဲ့ဟိုဒါသူ့ရဲ့တွန်းအားပဲပေါ့နော်မေယာကတော့ပြောမယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ကမွေးစားမိလို့ဖြစ်နေတာတခုဆိုအမေအိမ်မှာပဲထမင်းစားအမေနဲ့အပြင်သွားအမေကလည်းသူထမင်းမစားတခါတည်းကြောက်ဖြစ်ရှင်အဲ့လိုပေါ့နော်သူအိမ်မှာထမင်းစားခံပြီးကျွန်တော်မလာရင်ကျွန်တော်မလာကျွန်တော်လာတဲ့အထိတိုင်အောင်ထမင်းမစားဘဲနဲ့စောက်နေတယ်ပေါ့ အဲ့လိုမျိုးလေးတွေရှိတဲ့ခါကျသူနဲ့ကျွန်အမေနဲ့ကျွန်တော်နေရတော့သာမီးအဲ့လိုမျိုးတော့ဖြစ်နေခဲ့တယ်ပေါ့လေကျွန်တော်ကျွန်တော်ဘာကိစ္စပဲလို့လို့ဘလို့ပဲဖြစ်တည်ဖြစ်စေဘေးကိစ္စဖြစ်တည်အမေနဲ့အမေနဲ့တိုင်မိတယ်အခုဟလာကျွန်တော်ရဲ့အလုပ်ကိစ္စမှာဘလို့ပြဿနာတိတိလေးကဆက်ပြဿနာအကြီးဆုံးဘလို့ဖြေရှင်းရင်ကောင်းမလဲဘလို့လုပ်ရင်ကောင်းမလဲဆိုတာကျွန်တော်အမေနဲ့တိုင်မိအမေကျွန်တော်လူငယ်အမေကအထွားအမေတို့အမေကတလန်း တမိုက်အများကြီးပေါ့သူတို့အမြင်နဲ့အများကြီးရှိတယ်မှာကျွန်တော်တထွားတထွားတမိုက်လောက်တတိညာနဲ့အမေတို့နဲ့ကြာအမေတို့ပြောတယ်မှာကျွန်တော်ကနာယူရတယ်ပေါ့နော်အဲ့ဒီပုံမှာကျွန်တော်နေကပြင်လဲပြင်ဆင်ရတဲ့အခါလေးစိတ်တဲ့အပိုင်းတွေပေါ့အဲ့ဒါလေးရှိတယ်ကျွန်တော်ကျွန်တော်ကတော့ဘောနော်ဒီဒီလိုစကားမျိုးပြောတယ်ဆိုလို့ကျွန်တော်စကားကြီးစကားကြီးပြောလို့ထင်ပါဘောနော်ဒါပေမဲ့ကျွန်တော်ရဲ့တိုက်ပုံကကြာတော့မြန်မာ local designer brand အနေနဲ့ဒါနောက်ဆုံးချိန်ထိပေါ့နော် လို့ပေါ့ဒီကိုယ့်ရဲ့ဒီဇိုင်နာ brand ကိုတိတိကျကျခက်ခန္ဓာနာလောက်ထိတော့ဒါသွားဖို့တော့ရှိတယ်ပေါ့လမ်းကတော့ရှောက်ခက်ပြီးသွားပြီလမ်းလည်းတစ်ဝက်ကျိုးသွားပြီဆက်လျှောက်ဖို့ပဲရှိမယ်ဆက်ပြီးအနောက်ဆက်ဖို့လည်းမရှိဒီထက်လည်းကျွန်တော်ကောင်းမွန်လုပ်ဖို့ပဲရှိတယ်ဆိုတဲ့အခါကျတော့အဲဒီယောက်ျားလေးလို့ဒီဇိုင်နာ brand အနေနဲ့ခက်ခဲမှမှရက်တည်ဖို့တော့ရှိတာပေါ့မယ်တယောက်အနေနဲ့ဘယ်လိုမျိုးကျွန်တော်တို့ဘာကျတော့မှလုပ်ပိုင်ခွင့်မှာလေအားနည်းတယ်မြန်မာလူမျိုးတွေကဖြတ်ထွန်းညာအရင်ကောင်းတယ် မြန်မာလူငယ်တွေဖြတ်ထုတ်ညံ့ရအောင်လေမြန်မာလူငယ်ဖြတ်ထုတ်ညံ့အောင်လေကြိုးစားကြလေမြန်မာလူမျိုးမြန်မာလူငယ်အခုကဘာမှာလဲဒါမြန်မာလူမျိုးတချို့နေရာရောက်တဲ့လူတွေအများကြီးပဲနော်အခုခေတ်အရင်တော့ကျွန်တော်တို့ခေတ်သွားဆိုလို့ရှိရင်ကျွန်တော်တို့အမေခေတ်သွားဆိုလို့ရှိရင်ဒါကုလသမဂ္ဂအထိတမမြန်မာလူမျိုးတွေကပောက်ခဲနေတာပဲဆိုတော့အခါကျတော့အခုခေတ်နေမှာကျွန်တော်လူငယ်နေနဲ့ဖောက်နိုင်မှုဥစ္စာကြအဓိကကဟိုပေါ့နော်တွန်းအားတစ်ခုတော့လိုတာပေါ့ဒီထောက်ပံ့မှုတွေလိုမယ်တွန်းအားတွေလိုမယ် ပြီးတော့ဒီအပေါ်မှာကျွန်တော်တို့ကိုအားပေးမဲ့သူတွေများများလို့ရတယ်เนาะမြန်မာလူအခုလက်ရှိဆိုလို့ရှင်ဒါလူငယ်တွေအနေနဲ့ကျွန်တော်ဟိုတလုံးကပဲ commercial တစ်ခုကြည့်ခဲ့တယ် CGI commercial တစ်ခုပေါ့เนาะအရင်ကျွန်တော်လေးဘယ်လိုပြောရမလဲရှင်နာထက်ကိုပို့သွားတယ်ဟဲမြန်မာလူတွေမြန်မာလူတွေအဲ့လောက်တောင်လုံနိုင်တာပေါ့မြန်မာလူတွေရပုံကြီးစူးစမ်းလူတွေအများကြီးပဲတစ်ခုပဲအကြောင်းအရာကဒီဘွားရေးအခြေအနေလူမှုရေးအခြေအနေကြောက်တာလည်းရင်ဒီမာရင်ပဲ ရက်တန့်သွားတဲ့အခြေအနေလေးရှိတယ်เนาะဆိုတော့ကျွန်တော်တို့အနေနဲ့ပြောမယ်လှုပ်တော့လှုပ်ချင်တာပေါ့နိုင်ငံတကာတွေထိုးဖောက်ချင်တာပေါ့ဒါပေမဲ့တချို့တချို့တော့အကြောင်းမမြင်တဲ့အကြောင်းအရာတချို့တချို့တော့အကြောင်းမှာကျွန်တော်တို့အနေနဲ့လှုပ်ပိုင်ခွင့်မရှိခဲ့တတ်တော့မယ်စစ်စဲမှာဟောဒီမာဒီမဲ့အစီအနေပြီးသွားမဲ့အခြေအနေပဲကြုံတဲ့အခါရှိတာပေါ့ဆိုတဲ့အခါကျတော့တေချာတကမြန်မာလူငယ်တွေကအရန်ကျူးစားတာတော့ကျွန်တော်အမှတ်ခံပြောမယ်ဆိုရင်စိတ်ဆိုးတယ်တော့ထွက်တယ်မကျေနပ်ဘူးဘာဖြစ်လို့ဆိုတော့အမားဆိုတာအမားချိတ် ်မြန်မာလူမျိုးရဲ့ချိတ်မြန်မာလူမျိုးရဲ့ချိတ်ဒီဇိုင်းချိတ် line ဆိုတာကဟိုးဘယင်ရှစ်ခေလက်ထက်ကတည်းကဒါမင်းနေမိဘရားတွေဝတ်ထက်ကတည်းကအခုလက်ရှိဒီ 21st century အခု2023ထိတောင်မှချိတ်ဒီဇိုင်းတွေမပြောင်းပြောင်းသွားဘူးပေါ့နော်ဒီပေါ်မှာအဲ့လိုမျိုးကြီးဟိုတရားရခိုင်နှုံးတော်ကျွန်တော်ခဏပြောခဲ့တဲ့တွေ့ white card မှာမဟုတ်ဘူးတရားရခိုင်နှုံး copy ပေါ့ဒီလိုတရားကနော copy ကိုသူတို့ယူတဲ့ပုံမှာကျွန်တော်နေနေကပြောမှဆိုလို့ရှင်ပေါ့ ဒေါသထွက်တာပဲပေါ့နော်ဒီအပြင်ဘာတက်နိုင်မှာလဲဘာလို့မရကျွန်တော်တို့ကကြတော့ဘာလို့ဒီအပြင်ဘာတက်နိုင်မှာလဲလို့ပြောရတဲ့စကားဘာလို့ပြောရလဲဆိုတဲ့ခါကြောင့်လေအခုခေတ်ပေါ့နော်လူငယ်တွေကြည့်လိုက်မိန်းကလေးကြည့်လိုက်ဝစ်ကြတယ်မြန်မာထမိန်မြန်မာရင်ပုံဒါပေမဲ့ခက်တာအချစ်ဒီဇိုင်းတိတ်မတူရချစ်ကြီးဝစ်တယ်ဆိုလို့ရှိရင်ဟဲ့ तू ကဇမင်းသမီးလားဘာလဲညာလဲဆိုတဲ့အတွေးခေါ်တယ်တကယ်တော့မဟုတ်ဘူး ချိတ်ဆိုတဲ့တဘောတဘာဝလေးပြောမှန်ဆိုရင်တန်ဖိုးကြီးမားတယ် main လေးတစ်ယောက်တော့ကချိတ်ထမိန်ဆိုတဲ့ဟာကြတော့ဒီ main ကလေးရဲ့ impression အဆုံးဆုံးဒီကိုမြင့်တင်ပေးလိုက်တာဆိုတော့နောက်ပိုင်းဘလိုဖြစ်လာလဲဆိုတော့ကျွန်တော်ကလေ main ကလေးချိတ်ထမိန်လို့ဥစေချင်တာတဲ့အခုလေဘလိုဖြစ်လဲဆိုတော့လေမြန်မာလူမျိုးကလည်းတကယ်ပြောတာပါဈေးမယ်တွေဝင်လာကြတယ်ယူရီးယားစင်တွေဝင်လာကြတယ်ဒီပုံမှာချိတ်ကြီးကိုဖယ်ပြီးတော့ဈေးမယ်တွေဝတ်လာတယ်ချိတ်ကြီးကပျောက်ဆုံးသွားတယ်စိုင်းတွေမှာလည်းဈေးမယ်တစ်ခါလာလည်းဈေးမယ်တစ်ခါလည်းဈေးမယ်ဈေးမယ်ဈေးမယ်တဖြည်းဖြည်းဈေးမယ်ဆိုတော့ဈေးမှန်ကြတယ်မြန်မာလူမျိုးကမဟုတ်တာ မြန်မာလူမျိုးကချိတ်ဆိုတော့ချိတ်ကိုဒါပြောမှဆိုလို့ရှိရင်အခုလက်ရှိထားတာဟိုအခုလက်ရှိထားအနီပေါက်လို့ဆိုလို့ရှိရင်ဒါအချင်းအဆိုပြီးချိတ်တွေကိုဒါ print တွေထုတ်ပြီးတော့ဒီဇိုင်းလလလေးထုတ်လာကြတယ်ဒီပုံမှာလည်းဝတ်စေခြင်းနဲ့ပြီးတော့ဟလာကိုကဒီချိတ်ကိုမြန်နိုးခဲ့တယ်ဆိုလို့ရှိရင်တော့လေဒါဗမာချိတ်ကဈေးကြီးတယ်ဒါပြောမှလက်ကော်ချိတ်ကအများကြီးကိုကျွန်တော်နားလည်တော့နားမလည်ပေမဲ့ချိတ်ဆိုတာဈေးကြီးတာတော့တည်တယ်ဒီဈေးကြီးတဲ့ချိတ်ပေါ်မှာတမျက်တနိုးတရွတ်တရဝတ်စင်တာဖြစ်ဖြစ်ဟလာ ထာသားထားလိုက်တော့မှခြေကလေးရဲ့လာပါပြန်ပြီးဝစ်စေခြင်းနဲ့ပေါ့နော်ဒီပုံမှာအဲ့လိုမျိုးတိုင်းတပားရှိတဲ့ပုံမှာတော့ကျွန်တော်နေနေကတော့တရားခိုင်တော့တော့တော့တဘောမတူဘူးအဲစိတ်လည်းမကောင်းဘူးပဒနဲ့ထွက်